အလုံးသောယောဂီတရဇင်မြတ်တသောတသခန္ဓာကိုဣရိယာပုဂ္ဂိုလ်ယူပြီးတော့မြတ်စွာဘုရားရှင်ဤတရားတော်များကိုနာခံမှတ်သားကြမည်။မိမိရောစင်ပြေတဲ့ခန္ဓာကိုဣရိယာပုဂ္ဂိုလ်ယူပြီးတော့ဒီကဘာပြောတယ်လဲဘလို့ကျင့်ခိုင်းတာလဲဆိုတာကိုသိချာနားထောင်ရမယ်။ တမန်လေးခွေလိုက်နှာခေါင်းပြဝင်လေထွက်လေလေးကြည်လိုက်နှိမ့်ဆက်လုံး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 ဒုက္ခလုံး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 နဲ့တန်တရားလေးနေတာနှစ်ပေါင်းမနေတော့ဘူးဒါကြောင့်ဒီကဘာပြောတလေတေချာနားထောင်အဲ့ဒီအတိုင်းတေချာကျင့်ပါမယ်မျိုးလုံးကိုဖွင့်ထားရင်ပိုကောင်းမယ်မှိတ်ထားရင်မေ့ဖို့ပုံများတယ်အခွင့်ရေးက မိထရင်ဝင်လေလိုလိုထွက်လေလိုလိုနဲ့ပြီးတာဆိုတော့အဲ့ဒါကဇာအလုံးကိုကြည့်ရဘလို့လောက်ရင်ကိုယ်အတွက်ဘလို့ပေါ်အဆင်ပြေမလဲလို့မိထရင်ပေါ်ပြေသလားပေါ်ပြီးတော့သဘောပေါက်သလားပေါ့တရားထိုင်တော့ကောင်းတာမကောင်းတာမကြည့်တယ်ကောင်းတယ်မကောင်းတယ်ဆိုတော့မေးပြီးစဉ်းကြနေတယ်ဝေဒနာမတက်ရင်တရားထိုင်တော့ကောင်းတယ်လို့ယူတာပေါ့အဲကြောင့်တရားထိုင်တော့ကောင်းတာမကောင်းတာတွေမကြည့်နဲ့

နန္တရားပေါင်းမြောက်များစွာ စုပေါင်းတိဆောက်ထားပါ၏တဲ့ယုတ်တရားနန္တရားတွင်မြောက်များစွာစုပေါင်းတိဆောက်ထားတယ်ယုတ်လေးအများကြီးနန္လေးအများကြီးဘလို့ယုတ်တရားဘလို့နန္တရားတွေလေယခုမြေလုံးကမြင်နေတာဒီယုတ်တရားပဲအဲ့ဒါယုတ်တရားအလောက်လောက်နေတာမျက်စိဆိုတဲ့ယုတ်တရားကအလောက်လောက်နေတာ နာဂတရားတန်ကြနေခြင်းသည်နာဆိုတဲ့ယုတ်တရားကအလုံးလုံးနေတာစိတ်ကဟောရောက်တည်ရောက်ဟောတွေးတည်တွေးဟောအာယုံယူဒီအာယုံယူယူနေခြင်းသည်နှလုံးအကြည်ကအလုံးလုံးနေတာခန္ဓာကိုယ်ကလည်းအသက်ယူလိုက်ဖောင်းပင်ဖြစ်လိုက်ဆိုတာလေကအလုံးလုံးနေတာပူလိုက်အေးလိုက်ဆိုတာဝါတေဇောကအလုံးလုံးနေတာ ာညောင်းညာကြိုက်ခေလေးလံတဲ့သဘောဆိုတာပထဝီဓာတ်ကအလုံးလုံးနေတာတဲ့။နာမြင်တိုင်းလည်းတိရဲ့ကြားတိုင်းလည်းတိတယ်ခံစားတယ်တွေ့ထိတိုင်းလည်းခံစားတယ်စသည်ဖြင့်ဒီလိုလုံးနေတာကြတော့တဲ့။အဲ့ဒါစိတ်ကနေနန္တရားကနေအလုံးလုံးနေတာပါတဲ့။ဒါဖြင့်ယောဂီတို့ယောဂီတို့ရဲ့ဟောဒီစုပေါင်းစပ်ပေါင်းခန္ဓာကိုယ်ကြီး ယုတ်တရားပေါင်းမြောက်များစွာအနန္တရားပေါင်းမြောက်များစွာစုပေါင်းစပ်ပေါင်းပေါင်းထားတဲ့ခန္ဓာကိုယ်ကြီးဆိုတာယုတ်ပြီးတော့အရင်ဆုံးသိအောင်မြင်အောင်ကြည့်လိုက်ပါဟောဒီခန္ဓာကိုယ်ကြီးဆိုတာတူတည်းမဟုတ်ဘူးတယောက်တည်းမဟုတ်ဘူးတဲ့ယုတ်တရားတွေအများကြီးနန္တရားတွေအများကြီးစုပေါင်းထားတဲ့အစုအပေါင်းကြီး မြင်ဖို့အတွက်လည်းပဲပေါင်းသင်္ကတံပေါင်းစုလို့ပြုပြင်အပ်တာတဲ့ပေါင်းပြီးတော့အလုံးလုံးနေကြတာတဲ့မျက်စိကမြင်ဖို့အတွက်မျက်စိတစ်ခုတည်းအလုံးမဖြစ်ပြန်ဘူးဟောဘက်ကမဟာဘုတ်၄ပါးဓာတ်၄ပါးလို့ခေါ်တဲ့မြေဓာတ်ရေဓာတ်မိဓာတ်လေဓာတ်ဆိုတဲ့ဓာတ်၄ပါးတွေနောက်ကလည်းရသေးတယ်မျက်စိကမတည်အောင်ဆောင်းဆောင်းထားတဲ့အဲဇီဝိတယုတ်ဆိုတာရှိရတယ်အဓိကဒီဒီ၄၅ပါးရှိရတယ် ဓာလေးပါးကိုပေါင်းစုံလိုက်လို့အလိုလိုဖြစ်လာတဲ့အစဉ်အတန်ဓာတွေကတော့ထားလိုက်တော့အဓိကအရေးကြီးတာကဓာလေးပါးရှိရမယ့်ဇီဝိတရုပ်ရှိရအဲ့ဒီရုပ်တွေရှိမှ မြင်ခြင်းကိစ္စလုပ်လို့ရမယ်တဲ့မဟုတ်ရင်မြေလုံးတက်တဲ့မမြင်ဘူးမြေလုံးကြီးကိုတိဆောက်ကလေးကဓာလေးပါးပါနေပြီလေဓာလေးပါးဆိုတဲ့ပစ္စည်းမရှိရင်မြေလုံးဆိုတဲ့ပစ္စည်းလည်းမရှိတော့ အဲ့ဒါကိုအပြင်ကအာယုံနဲ့ထိတော့ဘာဖြစ်မလဲထိတော့နန္တရားဖြစ်တာပဲတဲ့သိတဲ့စိတ်ကလေးဖြစ်တာပဲခံစားတဲ့စိတ်ဝေဖန်သုံးတဲ့စိတ်ဖြစ်တာပဲဆိုတော့မြင်ဖို့အတွက်သိတဲ့အတိကလေးတစ်ခုဖြစ်ဖို့အတွက်မျက်စိလေးလိုတဲ့ဓာလေးပါလေလိုတဲ့ကြည်စမ်းအများကြီးပဲဇီဝိတာရုပ်လေးလေးလိုတဲ့ဒီစေးတွေကိုမတရားဆုံးရှုံးထားတဲ့ဓာတ်ပေါ်ဇီဝိတာရုပ်ဆိုတာရုပ်ဇီဝိတာ နန်းဇီဝိတတလို့ရှိတယ်။ဒါပြင်ယောဂီတို့မြင်ဖို့တခုအတွက်အများကြီးအထောက်ပံ့တယ်လောက်ရတယ်ကြားဖို့အတွက်သိဖို့အတွက်အထောက်ပံ့တယ်အများကြီးလောက်ရတယ်ဒါကြောင့်သင်္ခတံပေါင်းစုလို့ပြုပြင်အပ်တာတဲ့တူတဲ့တယောက်တဲ့တူရဲ့အစွန်းတယောက်ရဲ့အစွန်းချင်းမဟုတ်ပါဘူးတဲ့မြင်တယ်ဆိုတာလည်းပဲမျက်စိရဲ့အစွန်းတတ်တဲ့တကူလေးနဲ့မရဘူး ျက်စိကဘလောက်ပဲကြီးကြီးဘလောက်ပဲကြီးကြီးမမြင်ဘူးတဲ့ဗျာအထောက်ပံ့တယ်မရှိအတိကလည်းတခုဖြစ်ဖို့အတွက်လည်းပဲမျက်လုံးမရှိရင်လည်းမရပြန်ဘူးရုပ်စီမျက်လုံးရှိပေမဲ့ဒီမျက်လုံးကိုမတရားဆုံးရှင်တတ်တဲ့ရုပ်စီမိတရုပ်အသက်ပေါ်အဲ့ဒါမရှိရင်လည်းမရပြန်ဘူးဓာလေးပါမရှိရင်လည်းမဖြစ်ပြန်ဘူးမြင်ဖို့အတွက်အလင်းမရှိရင်လည်းမဖြစ်ပြန်ဘူးစသည်ဖြင့်မျက်လုံးနဲ့အစင်းနဲ့မထိရင်လည်းမဖြစ်ပြန်ဘူးမြင်စိတ်ကလေးတခုဖြစ်ဖို့ ဒါကြောင့်ယောဂီအပေါင်းတို့ကောင်းတော်ယခုယောဂီတို့မြင်နေကြနေတာကတူတဲ့တယောက်တည်းမြင်နေကြနေတာမဟုတ်တဘာဝတရားပေါင်းမြောင်များစွာသူကိစ္စသူအလုတ်သူလုံပြီးတော့အထောက်အပံ့တွေပေးထားကြတော့ဆိုတာမျိုးလုံးတင်းမှာမြင်အောင်ကြည်လိုက်မျိုးလုံးတင်းမှာအဲ့ဒါကိုနားလေတလန်းပေါ့အဲ့ဒီထိနားလေတလန်းလို့သိချာကြည်လိုက်အထောက်အပံ့တွေမြောင်များစွာ ထောက်ပံ့ထားလို့မြင်နေခြင်းကြားနေခြင်းဖြစ်ပါ၏ခန္ဓာကိုယ်ကြီးကဘောကစီးကြည့်လို့မြင်ရတယ်လို့မျိုးစီးကြည့်လိုက်ပြီးတော့ယခုမြင်နေတာကြားနေတာလည်းကိုယ်နဲ့မဆိုင်တယ်လို့ကိုယ်နဲ့မပတ်သက်တယ်လို့ထားပြီးတော့ဩကြည်စံစိတ်ကလည်းဒီလိုအထောက်ပံ့မျက်စိကလည်းဒီလိုအထောက်ပံ့နေကြောင်းမြင်နေခြင်းသိနေကြခြင်းသာဖြစ်ပါရောလား နာကလည်းဒီလိုအထောက်ပံ့စိတ်ကလည်းဒီလိုအထောက်ပံ့နေယူထားကြလို့သာကြားနေခြင်းသိနေခြင်းဖြစ်ပါရောလားခန္ဓာကိုယ်ပူတဲ့အေးတွေနာကျင်နေဆိုတာလည်းပဲနာကျင်တဲ့စိတ်ပူတဲ့စိတ်အေးတဲ့စိတ်အေးတွေလုံးသိတဲ့စိတ်များ ဖြစ်ဖို့အတွက်ဓာလေးပါအထောက်ပံ့နေများကြီးယူရတယ်ကာယအကြီးဇေဝိတယုတ်ကာယကြီးမှရှိတဲ့ဆေးတွေကိုမတရားဆောင်ဆောင်ထားတဲ့ယုတ် စသဖြင့်အဲ့ဒီလိုအများကြီးအထောက်ပံ့တဲ့ယူနေလို့ပူချင်းအေးချင်းနာချင်းချင်းဆိုတာဖြစ်ပေါ်နေတာတီးတဲ့စိတ်များဆိုတာဖြစ်ပေါ်နေတာတွေးရင်လည်းဒီလိုပါပဲအတွေးကလေးတစ်ခုဖြစ်ဖို့အတွက်တွေးတဲ့ဒီစိတ်ကလေးတစ်ခုဖြစ်ဖို့အတွက်အထောက်ပံ့တဲ့မြောင်မြောစွာယူရတယ်အတိုက်အတိုက်ကသိမြင်ဘူးတဲ့အကြောင်းအရာလေးဦးနောက်တည်းမှရှိနေရမယ် နှလုံးအကြီးကမနောဒန်းနဲ့ပေါင်းပြီးတော့အာယုံကိုယူရမယ်စတဲ့ဆိုင်ရအာယုံကိုယူရမယ်ဆိုတော့ယောဂီတော့အများကြီးပဲအများကြီးပဲတဲ့အများကြီးပဲဟောဒါကြောင့်ယခုဟောဒီခန္ဓာကိုယ်ကြီးဆိုတာရုပ်တည်နံနေမြောင်မြတ်စွာစုပေါင်းပြီးတော့ပြုပြင်ကမြင်နေကြားနေကြခြင်းသာဖြစ်ပါယောလား သဘာဝတရားမြောက်များစွာစုပေါင်းစပေါင်းလောက်ထားလို့မြင်နေကြနေခြင်းသာဖြစ်ပါယောလန်းသောနှလုံးသွင်းပေ။ဥပမာအနေနဲ့ကြည့်ရင်ကားကိုပဲကြည့်လိုက်။ကားဆိုတာတူတဲ့တယောက်တည်းမဟုတ်ဘူး။ပြည်စည်းပေါင်းမြောက်များစွာစုပေါင်းစပေါင်းကိုတူစိတ်တူလုံနေကြလို့သွားနေတာလေ။အရာဝတ္ထုပေါင်းမြောက်များစွာကိုယ်အလောက်သူ့အလောက်သူလုံနေကြလို့ကားဆိုတဲ့သွားတဲ့ ဘုံတရံကြီးတစ်ခုဖြစ်သွားတာဆက်ရုပ်ဆိုတာလေဒီလိုပဲဒါပြန်ယခုယောဂီတော့လူနဲ့ဗာများ ထူးခြားသွားလို့တော့အတူတူပဲလေသဘောတရားကအတူတူပဲဘာဖြစ်လို့ကားတွေသွားနေတာလဲပစ္စည်းတစ်ခုလေးနဲ့ကားကြီးဆိုပြီးဖြစ်သွားတာမဟုတ်ဘူးပစ္စည်းပေါင်းမြောင်များစွာအမျိုးအမည်ပေါင်းမြောင်များစွာပေါင်းလိုက်တော့မှကားဆိုတာကြီးဖြစ်တာကားဘိန်းလေယုံတက်တဲ့နဲ့ဘိန်းပောင်တက်တဲ့နဲ့ကားကြီးကမသွားဘူးဆက်ပောင်တက်တဲ့နဲ့ကားကြီးကမသွားသေးဘူး ဆံရဆံရပစ္စည်းအထောက်ပံ့အလုံးပါမှာဒီကားကြီးကသွားတာဆယ်ယုံလေဒီလိုပဲယခုလေလူဆိုတာအဲ့လိုပဲတဲ့ယုတ်ကြီးတော့အဲ့လိုပဲကာနဲ့ဥပမာနှိုင်းပြီးတော့ဆယ်ယုံနဲ့ဥပမာနှိုင်းပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုကြည်လိုက်သဘောတရားကိုသိချသဘောပေါအောင်ကြည်ပေးပါ ခန္ဓာကိုယ်ကြီးကိုဘောကနေစီးကြည့်လို့မြင်တယ်လို့မျိုးကြည့်မထိုင်မိုင်းစေနဲ့ထိုင်ထိုင်မိုင်းတဲ့သဘောများဖြစ်လာရင်မျက်လုံးဖွင့်ထားယုတ်ကြီးတော့ကြည့်လိုက်မျက်လုံးလည်းမှိုက်မဲ့ဝင်လေလို့လို့ထွက်လေလို့လို့အနိစ္စလုံးလုံးနဲ့ပြီးသွားတာဒီကုဘုံတော့ကြည့်ခိုင်းတဲ့သဘောကိုလိုက်ကြည့်နိုင်တဲ့ပုံကောကထဝက်လောက်ပဲရှိမှတဲ့လိုက်ကြည့်တဲ့ပုံကောကြည့်နိုင်တယ်ဆိုတာတဲ့လိုက်ကြည့်တဲ့ပုံ ဆိုတော့တရားမရခြင်းရဲ့အကြောင်းကတော့အဝိဇ္ဇာရှာမနေနဲ့အဲ့ဒါကြောင့်ပဲတရားမရခြင်းအကြောင်းဘာကြောင့်ပါလဲဖခင်ပါရမီတွေဘာတွေမပြိုးနဲ့အဲ့ဒါတွေကပြည့်နေပါရမီရှိလို့ဘုန်းကြီးကြောင့်တရားစခန်းရောက်တာပါရမီမရှိရင်မရောက်ဘူးဘုန်းကြီးလည်းမရောက်ဘူးလူလည်းမရောက်ဘုန်းကြီးလည်းပါရမီမရှိတဲ့ဘုန်းကြီးပဋ္ဌာန်းပဲထိုင်ရွတ်တယ်တရားမထိုင်တရားထိုင်ဖို့စိတ်လေးမရှိဘူး စာဘလောက်တတ်တမထိုင်ပထမ်းပဲရွက်မယ်ပရိတ်ပဲရွက်တယ်တရက်တည်းစစ်တဲ့တော့စစ်တဲ့တော့အကုန်ထိုင်ရွက်အဲ့ဒါပါရမီမရှိလို့တရားစခန်းရောက်မျက်လုံးမှိုက်နိုင်ပြီတရားတန်မလင်ခွဲနိုင်ပြီဆိုကြတဲ့ကဒါတန်မလင်ခွဲဖို့စိတ်ရှိတယ်ဆိုကြတဲ့ကပါရမီကရှိနေပြီပါရမီကြောင့်မဟုတ်ဘူးမလုံလို့မလုံလို့တရားမလုံလို့ကိုထင်းတယ်လို့ရှောက်လုံလို့ ဒါကြောင့်ယခုယောဂီတို့ခန္ဓာကိုယ်တစ်ခုလုံးကိုယုံကုန်ပြီးတော့ကြည်မျက်လုံးမှိတ်ထားရင်မမြင်တတ်ဘူးเนาะမျက်လုံးဖွင့်ပြီးကြည်မျက်လုံးမှိတ်ထားလို့ဒီဉာဏ်မထင်ဘူးဆိုရင်မျက်လုံးဖွင့်ရတာမရေမကြည့်ဘူးเนาะဘုရားကမျက်လုံးမှိတ်ပြီးတရားတိုင်မှာဖွင့်ပြီးထိုင်ပါလို့ဇာတိမပါရိုးရာကြီးတစ်ခုကိုစွန့်လို့ဖို့ကြိုးစားကြည့်လိုက်အလုံးအစင်ပြေတော့နေပြီ ရောရာတွေကများတော့ဘာဖြစ်ဖြစ်အဲ့ဒီရောရာနဲ့ဆွေးပြီးတော့အဲ့ဒါနဲ့ငရေသွားတာပဲရောရာတွေဆွေးလွန်းရင်လည်းငရေကိုသွားတယ်ပကံပြုတ်ကြလေကံမကောင်းလို့တလောတွတ်တာပကံပြုတ်ကြလေငါအကုသိုလ်ကြီးလို့ရှိုးလေးရင်လေငါအကုသိုလ်ကြီးလို့ လမ်းမကောင်းလို့ရှော်လေးတာလက်မနိုင်လို့ပကံပြုတ်ကြ အကုသိုလ်ကြီးတာနဲ့မဆိုင်ဘူးအကုသိုလ်ကြီးလို့ဆိုတဲ့ဥပါဒံနဲ့အဲ့ဒါဥပါဒံကလည်းအကုသိုလ်ဖြစ်ပြီးတော့အကုသိုလ်ဖြစ်သွားတာပဲမိုးရွာလေးဘေးတဲ့နေလေတိုက်လေးဘေးတဲ့နေအဲ့ဒါနဲ့ကဘေးပြန်ဖြစ်သွား အဲကြောင့်ယောဂီတို့ဥနောတိကမဟုတ်တာတွေထောက်ဟုတ်တာတွေချစ်မဟုတ်တာတွေကိုထောက်ဖို့ရိုးစားကြရမယ်ယခုယောဂီတို့ခန္ဓာကိုယ်ကြီးကိုရှုံငုံပြီးတော့ကြည်လိုက်ယခုဘာတွေလုပ်နေကြသလဲယုံတရားကယုံလုံးလုပ်တယ်နန္တရားကနန္လုံးကိုလုပ်တယ်ဘလို့လုပ်နေသလဲကြားနေတယ်မြင်နေတယ်တွေးကြည့်နေတယ်တွေးနေတယ် မြင်တိုင်းနဲ့သိနေတယ်တွေ့ထိတိုင်းနဲ့သိနေတယ်တွေ့တိုင်းနဲ့သိနေတယ်ဆိုတော့အဲ့ဒါတွေဟာသဘာဝတရားစုပေါင်းပြီးတော့လောက်တာဒါတူတဲ့တယောက်တည်းလုံနေတာမဟုတ်ဘူးတခုတည်းရဲ့အစွန်းတတ်တဲ့ကြောင့်မြင်နေကြနေတာမဟုတ်ဘူးသဘာဝတရားတွေစုပေါင်းပြီးတော့လုံနေကြခြင်းသာဖြစ်ပါရောလားတော့အဲ့ဒီတော့နှလုံးသွင်းပေးပါ တဘာဝတရားများစုပေါင်းပြီးတော့လုံနေကြခြင်းတံဖြစ်တယ်လို့နှလုံးသွင်းလိုက်တဘာဝတရားများလုံနေကြခြင်းတံဖြစ်တယ်ဒါတွေဟာဘသူတူတရားမှလှုပ်ရှားလေးမဟုတ်ဘူးကာလိုပဲစက်ရုပ်လိုပဲလို့ဥပမာကြည့်ရှေးခေတ်ကပေးတဲ့ဥပမာကတော့လေးရထားတွေကိုဥပမာပေးတာပေါ့ ယထာဆိုတာရှိက မြင်းတွေဆင်တွေဆွေးတဲ့မြင်းတွေဆွေးတဲ့ယထာတွေဖြစ်ပါလိမ့်တခုတော့ကားနဲ့ဥပမာ ပေးလို့ရပြီစိတ်ကလေးကိုလန်းလန်းဆန်းဆန်းထမလန်းဆန်းရင်မျက်လုံးဖွင့်နီးကအောင်ပေးပြီးသား ဒါဖြင့်ယောဂီတို့ယခုလုံးလုံးစဉ်သိရမှနားလေရမှကသံခတံအကြောင်းတရားတော်သည်သံခတံပေါင်းစုလို့ပြုပြင်ထားတယ်တဲ့။ဘာတွေပေါင်းစုထားသလဲယုတ်တရားတွေနန္တရားတွေပေါင်းစုလို့ပေါင်းစုကဖြစ်ပေါ်နေကြတဲ့သဘာဝတရားပဲလို့အဲ့ဒီလိုအာယုံပြုနှလုံးသွင်းသိမြင်ရမယ်။ ဒါဆိုရင်ယောဂီတော်တဘာဝတရားတော်ဒီပေါင်းစုလို့ပြုပြင်နေတဲ့ကိစ္စဒါပေမဲ့ဘလောက်ပဲဒီတဘာဝတရားတွေပေါင်းစုလို့ပြုပြင်ပြုပြင်တစ်ဖက်မှာကတတ်မှတ်တဲ့စိတ်ပဲရှိနေတယ်။ဘာဖြစ်လို့ဟောဒီတဘာဝတရားတို့ကိုကပြုလောက်ကလေးကဘာနဲ့ဘာအကြောင်းကြောင့်ပြုလောက်လိုက်တာလဲလို့မေးရင်အဝိဇ္ဇာဆိုတဲ့မသိမှု တဏ္ဏဆိုတဲ့တတ်မဲ့မှုဥပါဒံဆိုတဲ့ဆွေလန်းမှုကံဆိုတဲ့ပြုလုပ်မှုတွေကြောင့်ဟောဒီယုံနာတရားတွေဖြစ်ပေါ်လာကြတာတဲ့အတိတ်ကမတိတော့တတ်မဲ့တယ်တတ်မဲ့တော့ဆွေလန်းတယ်ဆွေလန်းတော့လောက်ရှင်တာလုပ်ပြပေါ့အဲ့ဒီအကြောင်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်လာကြတဲ့ခန္ဓာယုံနာဆိုတော့ အဲ့ဒီရဲ့ဓာတ်ကလေးတော့ပြန်ပါလာတယ်ပါလာတော့တတိမရှိရင်မရှိတော့တတ်မဲ့မဲဟိုအဖြစ်မဲ့ဒီအဖြစ်မဲ့အကုသိုလ်တွေအများကြီးဖြစ်မဲ့ပေါ့ဆိုတော့အဲ့ဒီလောတတ်မဲ့တတ်တဲ့တဏ္ဍဝဇ်ဆွေလန်းတတ်တဲ့ဒီဓာတ်ကပြန်ပြန်ပါလာတဏ္ဍနဲ့လုံထားတဲ့စိတ်တဏ္ဍပြန်ဖြစ်တာပဲတဏ္ဍဓာတ်ပါတာပဲဥပါဒံနဲ့လုံထားတဲ့စိတ်ဥပါဒံဓာတ်ပါပါတာပဲ ဒါပြင်ဘာဖြစ်လို့တတ်မဲ့တယ်လဲမြင်တော့လဲတတ်မဲ့တယ်ကြားတော့လဲတတ်မဲ့တယ်တွေ့တီတော့လဲတတ်မဲ့တယ်နာတာကောမလို့ရှင်ဘူးဆိုတာလဲတတ်မဲ့မှုတစ်မျိုးပဲနာတာကောမလို့ရှင်ဘူးမနာတာပဲလို့ရှင်နေဆိုတော့ဒီကိလေသာတဏ္ဏပြန်ဖြစ်တယ်တွေ့တော့လဲတတ်မဲ့တယ်ဘာဖြစ်လို့တတ်မဲ့တာတော့လို့မေးရင်ကောင်းတယ်လို့ယူထားလို့မကောင်းဘူးလို့ယူထားလို့ အရင်ကောင်းတယ်လို့ဒီလိုယူထမ်းတော့ဒါကြီးကတော်တော်လေးမကောင်းဘူးလို့ယူထမ်းတော့ကို့အယူပဲကို့အယူပဲယူတယ်ဆိုတာလည်းယုတ်ပြီးတော့စိတ်ကနေယူလိုက်တာစိတ်ကနေယုတ်ပြီးတော့ဟောဖန်ဆင်းလိုက်ခြင်းတာဖြစ်ပါတယ်စိတ်ကဒါကမကြိမ်ဘူးဆိုမကြိမ်ဘူးဖြစ်သွားတာစိတ်တယ်လို့အချင်းချင်းခံစားလိုက်ရင်စိတ်တယ်ဆိုတာကြီးဖြစ်သွားတာပဲ ယောဂီတော်ဆိုပါစို့နေရာတစ်ခုကိုရောက်တဲ့အခါမှာပထမဆက်ဆက်ရှင်တော်အဲ့ဒီနာနေလို့မရကျာလာတော့လည်းပဲသူ့အဆွေးနည်းနဲ့သူမြင်ပံပြတော့အဆွေးဖြစ်သွားသူ့အဆွေးလေးနဲ့သူတော့အဆင်ပြေသွားတယ်ဒါကြောင့်ယောဂီတော်ကြိုက်တယ်မကြိုက်ဘူးကောင်းတယ်မကောင်းဘူးလို့ယူဆခြင်းဆိုတာလေယောဂီတော်ရဲ့စိတ်ကနေအမျိုးမျိုးပြုပြင်ဖန်ဆင်းထားခြင်းသာဖြစ်ပါတယ်တဲ့ ယောဂီတို့စိတ်ကနေမျိုးမျိုးပြုပြင်ထားခြင်းသာဖြစ်တယ်အဲ့ဒါတတ်မတတ်တဲ့တဏ္ဏစိတ်ကနေပြုပြင်ဖန်များရင်ပြုပြင်ဖန်များနေတဲ့ပြုပြင်အချင်းချင်းပြုပြင်နေတဲ့အလောက်ကိုဥပါဒံလို့ခေါ်မှာပေါ့ဆွေးလန်းအောင်လုပ်နေတာလေဥပါဒံစီတော့သွားနေတာဥပါဒံဖြစ်အောင်လုပ်နေတာဥပါဒံဖြစ်အောင်လုပ်နေတာဒါပြင်ယောဂီတို့ ဟောအရင်တခါတရားဟောတုန်းကတော့ပြောဘူးတယ်ကိုယ့်ရဲ့ခေါင်းကိုကြည့်ပြီးတော့မင်းမှတ်ယူထားသမျှမင်းထင်ထားသမျှဘာမှမမှန်ဘူးအဲ့ဒီလိုရှုဖို့မင်းသိထားသမျှတလွေတယ်မင်းလုံးနေသမျှတလွေသိထားသမျှတလွေခံယူထားသမျှတလွေဟောကကောင်းမကောင်းတော့မသိဘူးမင်းစိတ်ကမင်းကိုယ်ဟာနဲ့ကိုပဲကောင်းတယ်ဆိုးတယ်ဆိုတာလုံးနေတာလို့ကိုယ့်ရဲ့ဥကောင်းကိုကြည့်ပြီးတော့အကျဉ်းချင်းရှုပါ အဲ့ဒီမှာဆွေလန်းထားတဲ့အဆွေးတွေထစ်ထားတာကောင်းတဲ့မှာအများကြီးပဲမြင်တဲ့အစင်းနဲ့ပတ်သက်လို့အစင်းနဲ့ပတ်သက်လို့အရာဝတ္ထုကောင်းမျိုးများစွာရှိမယ်အတတတမျိုးကိုတမျိုးစီပေါ့ပန်းကိုကြိုက်တယ်ဆိုရင်ဟိုဒီပန်းကတော့ဘလို့လှတယ်ဘလို့လှတယ်လို့အချင်းချင်းဥပါဒံဆွေးလန်းထားတဲ့အတွက်ကြောင့်အဲ့ဒီအဆွေးနဲ့ခေါင်းတဲကိုအဲ့ဒီပန်းပုံရဲ့ကြီးထိထားထိထားတော့အဲ့ဒီပန်းကိုမြင်တာနဲ့ဆွေးလန်းတော့တာပဲလိုချင်တော့တာပဲ ဒီအယောင်ဒီပန်းကိုမကြိမ်ဘူးလို့ထင်ထားရင်အဲ့ဒီပန်းကိုတွေ့တာနဲ့မကြိမ်ဘူးဆိုတာဤချက်ချင်းထွက်လာ။ဒါကြောင့်ခေါင်းထင်းမှကိုပဲကြိမ်ချင်းမကြိမ်ချင်းပေါင်းမြောက်များစွာထင်ထားတယ်။အဲ့ဒီခေါင်းကိုကြည့်ပြီးတော့မင်းလောက်ထားသမျှထင်ထင်မှတ်ထားသမျှခံယူထားသမျှအဲ့ဒါမင်းသဘောနဲ့မင်းပဲအပြင်းမှန်တော့အဲ့ဒီအဲ့ဒီသဘောရှိရှင်မှ ရှိမယ်။ ဒါကြောင့်မဲ့လောက်ထားသမျှမမှန်ဘူးမဟုတ်ဘူးလို့ကိုယ့်ရဲ့ခေါင်းကိုကြည့်ပြီးတော့နှလုံးသွင်းရအောင်။ဟောကြည်စံကြည်စံဒါလေးပါနဲ့ဒီဆောက်ထားတဲ့ဟောဒီဘူကောင်းကြီးဘူကောင်းထင်းမှာဗာလဲဒေတာရက်လက်တွေမြောင်မြောစွာထည့်ထားတယ်။မမှန်မကန်မြောင်မြောစွာအယူဆပေါင်းမြောင်မြောစွာနဲ့ထည့်ထားတယ်။ကျုံရင်ကျုံတော့အဲ့ဒီဒေတာတွေကိုထောက်မှထောက်တဲ့အခါမှာဆွေးထမ်းတယ်လို့ပဲပြန်ထုတ်။ဒါကြောင့်အဲ့ဒါအတိတ်က ဩငံတိမွေကလေးကယခုအရှင်တိမှတ်ယူထားသမျှထင်မှတ်ထားသမျှအာလုံးတော်သည်ငါစိတ်နဲ့ငါငါတဘောနဲ့ငါအမျိုးမျိုးဆွေးယူနေခြင်းသာဖြစ်ပါယောလားငါအထင်နဲ့ငါလှုပ်ယူနေခြင်းသာဖြစ်ပါယောလားအဲ့ဒီလိုနှလုံးသွင်းခြင်းလားမွေကလေးကယခုအရှင်တိကောင်းတဲ့မှာကောင်း၏မကောင်း၏ဆိုး၏မဆိုး၏စသည်ဖြင့်အမျိုးမျိုးထင်မှတ်နေခြင်းသည် ငါအယူနဲ့ငါလုံနေခြင်းသာဖြစ်တယ်မှန်တယ်ဆိုတဲ့ဗေဒံတော့မရှိဘူးကိုယ်တရားအတွက်မှန်တယ်သူများအတွက်မမှန်ဩကိုယ်သဘောနဲ့ကိုကိုယ့်ရဲ့စိတ်နဲ့ကိုအမျိုးမျိုးခံစားနေခြင်းသာဖြစ်ပါရောလားစိတ်ကနဲ့အမျိုးမျိုးမှတ်သားနေခြင်းသာဖြစ်ပါရောလားစိတ်ကနဲ့အမျိုးမျိုးပြုပြင်ဖန်ဆင်းနေခြင်းသာဖြစ်ပါရောလားတော့အဲ့ဒီလိုနှလုံးသွင်းပေးပါအဲ့ဒီလိုနှလုံးသွင်း ဘေမဲယောဂီတို့စိတ်ကနေပြုပြင်ပြီးတော့အစဉ်ပြေတာနဲ့ပြေးပါလေဘုရားဒါလေးပဲမစိုးပါဘူးဘုရားတော့ထင်လိုက်အဲ့ဒီလိုထင်လာရင်ဘာလုပ်မလဲဘာလုပ်မလဲဆိုတော့အော်ယခုစိတ်ကနေဘလောက်ပဲကောင်းတယ်ပြို့ပြို့ဆိုးတယ်ပြို့ပြို့ဘလောက်ပဲယူထယူထယူထတာကိုလည်းအတီးဘလောက်ပဲပြုပြူအရာအလုံးအခန်းစားရင်လေတက္ကနာပဲမြင်လေတက္ကနာကြားလေတက္ကနာ အလုံးဟာ ပြည့်ပြည့်တတ်တဲ့သဘောရှိပါယောလားဝရဓမ္မပြည့်ပြည့်ခြင်းသဘောရှိပါယောလားအလုံးဟာပြည့်သွားတာပဲအလုံးဟာရေထဲမှာစာရေးတယ်လို့ရေးပြီးတော့ရှင်းရှင်းပြည့်လက်နဲ့ဆွေရှိရှိကဆွေနောက်ကပြည့်ပဲရေထဲမှာစာရင်းတယ်လို့ဒီဘုံပေါ်မှာစာရေးထားရင်တော့မှနင်းနေတာရှိခံအောင်ပဲ သေဘောမှာဇာရိတ်ထားရင်လည်းပဲရေတက်လာရင်ပြစ်ပြေသွားတာပဲလေတိုက်လိုက်ရင်ပြစ်ပြေသွားတာပဲရေဒီမှာစာရေးတလို့ပါရောလားဝရဓမ္မပြစ်ပြေခြင်းသဘောရှိနိယောဓဓမ္မရှုပ်ပြောက်ခြင်းသဘောရှိအနိုင်ဇံမတိမြဲခြင်းသဘောရှိဤခယဓမ္မကုန်ခြင်းသဘောရှိ သံဃတံအကြောင်းတရားသံဃတံပေါင်းစုလို့ပြုပြင်အာဤပရိစ္ဆသမုတ်ဗန္နံအကြောင်းတရားတော်သည်စုပေါင်းကပြုပြင်ထားတဲ့သဘောတာဖြစ်တယ်ပရိစ္ဆသမုတ်ဗန္နံအကြောင်းကြောင့်အကျိုးဖြစ်နေကြတဲ့သဘောပဲဒါကြောင့်ယောဂီတို့အစင်းက20လောက်ပေါ့ ပထမတစဉ်ကရဟုကောင်းတဲ့မှာထင် သိထားသမျှထင်မှတ်ထားသမျှခံယူထားသမျှဒီကိုယ်ဆိုင်နဲ့ကိုလုပ်မိတာတကယ်အပြင်မှာရှိရှင်မှရှိပဲကိုယ်ဆိုင်နဲ့ကိုယ်အယူနဲ့ကို ယူနေခြင်းသာဖြစ်ပါရောလားကောင်းတယ်ဆိုတာလဲငါရဲ့အယူပဲမကောင်းဘူးဆိုတာလဲဒီရဲ့ဒီစိတ်ရဲ့အယူပဲအဲ့ဒီလိုသေးချာလေးမှမွေးကလေးကယခုအရှင်ကြီးကောင်းတဲ့မှာဗါတယ်ထင်မှတ်ထားတယ်မြင်တာနဲ့ပတ်သက်လို့ကြားတာနဲ့ပတ်သက်လို့ ဘယ်မြင်တာတဆိုရင်လည်းပဲအများကြီးပဲလူနဲ့လားအရာဝတ္ထုနဲ့လားပုံသဏ္ဍာန်နဲ့လားဒီဇိုင်းနဲ့လားအဲ့ဒီလောက်မြောင်များစွာယူဆထားတာတွေရှိတယ်။ကိုယ့်ရဲ့ environment ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကိုရှေ့ခံပြီးတော့ကြိုက်ခြင်းမကြိုက်ခြင်းဆိုတာဖြစ်သွားတာပဲ။ဥရောပမှာနေရင်အမြင်တစ်မျိုးအာဖရိကဘက်မှာနေရင်အမြင်တစ်မျိုးဒီဘက်ကအိန္ဒိယဘက်မှာနေရင်အမြင်တစ်မျိုးဩဟိုဘက်က စင်ကာပူဖက်မန်တရားအမြင့်တမျိုးဗမာပြည်မှာတရားအမြင့်တမျိုးဘင်္ဂလားဒေ့ရှ်မှာတရားအမြင့်တမျိုးရောင်းတဲ့တရားအကျိတ်မတူကြဘူးလေအယောင်ကအစမတူကြဘူးအိန္ဒိယကအိန္ဒိယအယောင်ကျိတ်တယ်မြန်မာကမြန်မာအယောင်အတူအယောင်တဲ့သူပဲသူအယောင်တဲ့သူပဲအယောင်ကလေးကြီးတောင်မှယုတ်ကြီးများမတူကြဘူးတဲ့ဒါဆိုရင်ဒါတွေကပတ်ဝန်းကျင်ကိုအကြောင်းပြုလို့ကျိတ်ခြင်းမကျိတ်ခြင်းဆိုတာဒါကနုတော်တော်များများအဲ့ဒါအကြောင်းဖြစ်သွားတာ အဲ့ဒါကြောင့်မွေးကလေးကယခုအရှင်တိမြင်တာနဲ့ပတ်သက်လို့ကြာတာနဲ့ပတ်သက်လို့မြောက်များစွာရှိတယ်။အဲ့ဒါတွေဟာစိတ်ကနေပြုပြင်ဖန်ဆင်းထားခြင်းမြတ်တာဖြစ်ပါရောလားလို့နှလုံးသွင်းအဲ့ဒါနဲ့နှလုံးသွင်းလို့မရဘူး။အိုးဒါပေမဲ့မရဘူး။ကြိတ်နေဆိုရင်ဘလောက်ပဲကြဲကြဲဘလောက်ပဲဘာဖြစ်ဖြစ်ဒါတွေဟာတခဏပါရောလားတခဏပါရောလားပြည့်ပြည့်ချင်းသဘောရှိပါရောလားချက်ချင်းသဘောရှိပါရောလားပြည့် ရှုပ်ပြောင်းခြင်းသဘောရှိပါရောလားလို့အဲ့ဒီတော့ယောဂီများနှလုံးသွင်းကပွားများအားထုတ်နေကြရပါမယ်သဗ္ဗေဘုံတို့ကိုနာယီစေငါမှာပြန်လေစက်တင်ပါမယ်ယခုပေးလိုက်တဲ့တရားဓမ္မကိုယောဂီများတေချာစွာနှလုံးသွင်းပွားများနေကြရမယ်ယခုပုံလို့ပေးလိုက်တာကအလုံးအရှက်အပြင်းဆိုရင်၃ချက်ပေါ့ နံပါတ်၄ကအလုံးဟာပေါင်းစုလို့ပြုပြင်ထားတာယုတ်တရားတွေနန္တရားတွေမြင်နေဆိုရင်လည်းငါမြင်တာမဟုတ်ဘူးကရိယာတွေမြောင်မြောစွာပစ္စည်းပေါင်းမြောင်မြောစွာပေါင်းစုလို့ပြုပြင်ထားတဲ့အရာကြီးတာဖြစ်တဲ့အဲနံပါတ်၄ကဒါတရားကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဥဏ္ဏကိုယ့်ရဲ့အယူနဲ့ခေါင်းထဲမှာထိထမ်းသမျှတစ်ခုမှမမှန်ပါရို့လားကိုယ့်ရဲ့အယူကြောင့်ကိုယ့်ရဲ့အယူဆက်နဲ့တရားတွေတတ်မှတ်နေခြင်းတာဖြစ်တယ်တစ်ခုမှမမှန်ဘူးတလူအာယုံပြု တတ္တရာဒဇင်ကတော့ဘလောက်ပဲတက်ပဲပြီးတော့ခန်းစားခန်းစားအလောက်သမျှအာလုံတခဏပဲလို့ဒီတစ်ချက်ပေါ်အာလုံသုံးချက်ကိုယောဂီတို့ရှုမှတ်ပွားများအားထုတ်နေကြရပါမယ်တရားသူတရားများရရှိခန်းစားစံစားနိုင်ကြပါစေ။